ဘုရားဘာသာဖြစ်ပြီးဘုရားတကနားမထောင်တာတော့ဗမာတွေပဲလို့နော်ဘာလို့ဆွညာဆွညာလုံမှမသိဘူးလို့အတန်ချက်ဆက်ကြီးတွေအော်ဖွင့်ဗမာပြည်မှာအဆူဆုံးပဲလို့အတန်တွေကအဆူဆုံးကဘာမှာလိုက်ကြည့်လိုက်မယ်ဆိုရင်နော်ကလပ်ပြည်နဲ့ဗမာပြည်ဟာအဆူဆုံးပဲလို့တခြားနိုင်ငံတွေမှာတိတ်ဆိတ်နေတာပဲတကယ်တော့ကြည့်အမေရိကတို့ဆိုဘုန်းကြီးအမေရိကတနစ်နေဘူးတဲ့အနာနာအိမ်တွေကဘာသာမှမကြားရဘူးလူမရှိရလားအောင်ပြီရှိတယ် ဘယ်တော့မှအတန်ချက်ဆက်အော့ဖွင့်တာမရှိဘူးတချင်းအော့ဖွင့်တာမရှိဘူးတချင်းဖွင့်ရင်ကို့နှစ်ချက်ကလေးနဲ့နားထောင်နေကြလူတောင်ရှိတယ်မထင်ရဘူးတကားပိတ်ပြီးတော့တိတ်ဆိတ်ငြိမ်သက်မှုကဘယ်နေရာကမ္ဘာထိုင်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 လို့ရတဲ့အနေအထားမျိုးရှိတယ်အမေရိကန်မှာဆိုကြားတဲ့အတန်လေးကဘာလို့ဆိုကားဟွန်းတယ်မကြားရဘူး emergency ambulance ကားတယ်မကြားရတယ်တခြားဘာမှမကြားဘူးငြိမ်းတယ်အဲ့ဒါလေးတစ်ခုပဲကြားတယ်အေး စူပါမားကတ်တွေဝင်သွားလိုက်ရင်လည်းငြိမ့်နေကြတာပဲကိုလိုကိုလိုဗမာတွေတော့မသွားလိုက်နဲ့စူးညံနေကြတာပဲဩတို့ဗမာလူမျိုးတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမဗုဒ္ဓဘာသာဝင်တွေဟာဘုရားရဲ့အဆုံးအမတော်ကိုမလိုက်နိုင်ကြပါလားလို့တခါတော့တရားဟောတဲ့ထဲမှာတခါထဲ့ဟောတာအဲတရားဟောတဲ့ထဲထဲ့ဟောတာကိုအဲ့ဒီတရားကြတော့အပြည့်စုံမလွှင့်မင်းနဲ့ဖြတ်ပြီးတော့လွှင့်သွားတာနောက်တော့လည်းအပြည့်စုံလွှင့်နေတယ်ဒီမှာ ပထမလွှဲနဲ့ဖြတ်ပြီးတော့တွေ့တယ်။အဲ့ဒါဘာကြောင့်ပြောရတာတုံးဆိုရသော်ဘုရားရဲ့ဂုံနေတယ်မဲ့ပါတယ်အပတ္တတကာမအပတ္တတဝိနိတာတဲ့အေးမြတ်စွာဘုရားအတန်တိုးတိတ်တာကိုနှစ်သက်တယ်တိုးတိတ်မှုကိုလိုလားတယ်တိတ်ဆိတ်ငြိမ်သက်မှုအင်္ဂမလိုလားတယ်ကျမ်းမာရေးနဲ့ကြည့်မယ်ဆိုလို့ရှိရင် အတန်တိတ်ဆိတ်ငြိမ်သက်မှုဟာအဋ္ဌဉဏ်ကိုဖွင့်ပြိုးစေတယ်ကျမ်းမာမှုကိုပိုရစေတယ်ဆိုတာအားလုံးကဒီစာပေတွေဖတ်ဖူးတဲ့ပုံစံတွေနားလည်ကြလိုက် ဒီနားထဲမှာအတန်နေဆူညံပြီးတော့ရိုက်ခတ်နေခြင်းဟာကျမရေကိုထိခိုက်စေတယ်ဟောလူတွေမှလည်းထိခိုက်စေတယ်အဲ့ဒါကြောင့်မလို့တိတ်ဆိတ်ငြိမ်သက်တာဟာအလွန်ကောင်းတယ်နော်တန်ချဲဆက်ကြီးတွေအော်ဖွင့်တာဘုန်းကြီးတို့ဘယ်တော့မှဓာကြီးတွေရက်ခိုင်းမှမလဲလို့ပဲဆူတောင်းယုံပဲဆူတောင်းနိုင်ပါတယ်